ရှင်တင်ဆက်နေကြတိုင်းသားရိုးရဒလိအစီအစဉ်ကနေမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီတစ်ပတ်တင်ဆက်သွားမှာကတော့ကူကီတိုင်းရင်းသားမျိုးနွယ်စုတွေကထာရိုကူကီလူမျိုးတွေရဲ့ရိုးရဝတ်ဆောင်အကြောင်းဖြစ်ပါတယ်ကူကီလူမျိုးတွေဟာရက်ခုတ်ရက်ကန်ရက်လုံရံမှာကျွမ်းကျင်မှုရှိတာကြောင့်ကူကီလူမျိုးများရဲ့ရိုးရဝတ်ဆောင်တွေနဲ့ခြုံဆောင်တွေဟာအကွက်အစင်အယောင်မျိုးစုံနဲ့ထူးခြားပြီးလှပပါတယ် ထာရကူကြီးအမျိုးသမီးတွေအမျက်တနှိုးထားဝှစ်ဆင်ကြတဲ့လက်ဝတ်ယတနာများဟာလည်းလှပပြီးစိတ်ဝင်စားစရာကောင်းလာပါတယ်။ထာရကူကြီးတို့ရဲ့ရွေးရဝတ်ဆုံအကြောင်းကိုကျွန်တော်အောင်ကျော်၊ကျမခိုင်ခိုင်နဲ့ကျွန်တော်အောင်မုံမြင့်တို့ကတင်ဆက်သွားမှာဖြစ်ပါတယ်။ကဲကောင်မုံမြေထာရကူကီလူမျိုးတွေရဲ့ ရိုးရာဝတ်စုံအကြောင်းမပြောခင်ကူကီတိုင်းသားတွေအကြောင်းကိုနည်းနည်းရှင်းပြပေးပါဦးခင်ဗျဟုတ်ကဲ့ကူကီလူမျိုးများဟာမြန်မာနိုင်ငံရှင်းလင်းမြေအထက်ပိုင်းနဲ့ရှင်းတောင်တန်းဒေသမှာနေထိုင်ကြသလိုအိန္ဒိယနိုင်ငံမှာလည်းနေထိုင်ကြပါတယ်ယခုလက်ရှိကာလမှာကူကီမျိုးနွယ်စု20ကျော်ရှိပါတယ်ကူကီတိုင်းရင်းသားတွေဟာနေထိုင်ရာနယ်မြေဒေသကိုလိုက်ပြီးဘာသာစကားဝတ်စားစင်ရင်ပုံနဲ့အယူအဆတွေအနေငယ်စီကွဲပြားကြပါတယ်ဒါတို့ကူကီမျိုးသမီးတွေရဲ့စင်ရင်ထုံးပွဲပုံနဲ့ပတ်သက်လို့မကန်ခိုင်ကပြောပြပေးပါဦး ထာရကူကီမျိုးသမီးတွေဟာသပင်ကိုကြစ်စမီးနှစ်ခွကြစ်ပြီးခေါင်းပေါ်မှာကြစ်စမီးကိုတစ်ဖက်တစ်ချက်စီခွေပြီးတင်ထားကြပါတယ်။ပြီးတော့ချီနဲ့ရက်လုတ်ထားတဲ့လွန်လန်းလို့ခေါ်တဲ့အဖြူရောင်ခေါင်းစည်းအပြားကိုအဲ့ဒီသပင်ပေါ်မှာပတ်ခွေပြီးဆညက်တွေနဲ့ညှက်ထားကြပါတယ်။ကူကီမျိုးသမီးတွေအမျက်တနိုးထားဝတ်ဆင်ကြတဲ့ခီဘားလို့ခေါ်တဲ့လယ်ဆွဲကိုတော့အနီရောင်ပရင်ကြောက်တွေနဲ့ပဒီလိုတီကုံးထားပါတယ်။လယ်ဆွဲကိုခါလောက်ရှည်အထိတီကုံးပြီးတော့ဝတ်ဆင်ကြပါလေ။ သူတို့သပီးတောင်းရတဲ့အချိန်မှာဆိုရင်လည်းခီဘလယ်ဆွဲကိုအခြားအဖိုးတန်ပစ္စည်းများနဲ့အတူကွန်ဘိုအဖြစ်တင်တောင်းကြရပါလေကူကီမျိုးသမီးတွေဟာလက်တစ်ဖက်တစ်ချက်စီမှာလည်းအခွေလိုက်တစ်ဆက်တည်းပြုလုပ်ထားတဲ့ဂျင်းနီဂျေးဝါလက်ကောက်ကွင်းကြီးဆယ်ကွင်းစီလောက်ကိုလည်းဝတ်ဆင်ကြပါတယ်အဲ့ဒီလက်ကောက်တွေကိုတော့ကြောင်လို့ခေါ်ပါတယ်ဘယ်ဘက်မှာဝတ်ဆင်ထားတဲ့ကြောင်ကတော့မိခင်များကသမီးမိန်းကလေးများကိုဝတ်ဆင်ပေးလိမ့်ရှိကြပြီးအိမ်တော်ကြတဲ့အခါမှာအိမ်တော်ရဲ့ခိုင်မြဲစေလိုတဲ့ရည်ရွယ်ချက်လည်းဖြစ်ပါတယ် ညာဘက်မှာဝစ်ဆင်ထားတဲ့အကြောင်းကတော့ရိုးရာအရာဝစ်ဆင်ကြခြင်းဖြစ်ပါတယ်။ဒါတို့ကူကင်းမျိုးသမီးတွေဟာဟာလို့ခေါ်တဲ့ဘောနဲ့လှုပ်ထားတဲ့လက်ကောက်ကွင်းကြီးတွေကိုလည်းလမောင်းတစ်ဖက်စီမှာအလှဝစ်ဆင်ထားကြပါသေးတယ်။ဟာရိုကူကီအမျိုးသမီးတွေရဲ့ရိုးရာခံစားထမိန်နဲ့ပတ်သက်လို့ယုံကြည်မှုအယူအဆကိုတော့ကူကီအမျိုးသမီးနင်ဘွိုင်းကအခုလိုရှင်းပြထားပါဗျာ။ 我们打工前面怎么说？被查了，啥个？其实说实话，咱估计六年前妈就给我弄草帽那把嘞，就光俺们自己家修嘞。 ကိုကင်းရတဲ့မိသားဟာတစ်ခုရကန်းရဲ့လူတဲ့ညမှာတော့အရန်ကိုကြံ့ကျင်နေသူတက်ဖြစ်တယ်ကောနော်သူကတောင်းရမှာတစ်ခုရကန်းကိုလုပ်ရင်းနဲ့တောင်းရမှာနေလေးရှိအဲ့မှာတောင်းရနာမှာဒီမြေဆောင်နေရင်နေရှိတယ်ကောနော်အဲ့မှာအဲ့ဒီမြေဆောင်ရဲ့ကိုဆောင်းတဲ့မူနဂါမင်းဆိုတာရှိတယ်ဒီမူနဂါမင်းကလူရောင်ဖန်ဆင်းပြီးတော့ဒီတောင်းရမှာရှိနေတဲ့ဒီအမျိုးသမီးစုသွားတယ်ကောနော်ဒါတစ်ချိန်ချိန်နဲ့သူနောက်ကကြီးရေဆိုမြေတန်ရလာကြတာကောနော်ဒီပုံမြင်လေးကိုနင်းပွိုင်းက အခုလိုဆက်ပြောပြပါတယ်။နောက်ပိုင်းကျတော့ကောင်မလေးကတိလာတဲ့သူ့ရဲ့ချစ်သူဟာဒါလူအစ်စ်မဟုတ်ဘူးဒါမူလကမင်းဒီအောင်ဖန်ဆင်းထားတဲ့ဥစ္စာသိတာတခါကျတော့နောက်ဆုံးအချိန်ညသူတို့ယောက်ကဘလို့ပဲမြစ်တာညံ့နေကြနေတာလက်ထပ်ယူလို့ပေါင်းတင်းနေထိုင်လို့မဖြစ်တဲ့အချိန်ဖြစ်လာတယ်။ဒါကြောင့်မို့သူတို့ယောက်ကခွဲရတဲ့အချိန်ရောက်လာတဲ့ခါကျတော့ဒါ 搞么的也没得了，咋搞？你都要吃东西嘛不呢？当初的都要过苦，都要吃苦的，没得人，没那个面子，碰上你开不了，哎嘛亏，开那不呢？亏不着的过不多，你亏着才亏不了，一干那个的过不多，六年的过下，估计那我心也看长龙子起来了。 န်ထမိန်ဟာကွင်းမဆက်ထားတဲ့ရင်ခွဲထမိန်ဖြစ်ပါတယ်။အယောင်ဟာများသောအားဖြင့်အနက်ရောင်အောက်ခံမှာမွေကြောရိုးကွက်အစဉ်ကိုကန့်လန့်စင်းအနေနဲ့ရက်လုတ်ထားပါတယ်။အင်ကြီးကိုတော့မိမိဆိုင်နေတဲ့ရအကွက်ပုံစံကိုရွေးချယ်ပြီးဝတ်ဆင်ကြပါတယ်။ဒါအပြင်ထာရိုကူကီအမျိုးသမီးတွေဟာပွဲလန်းသဘင်များမှာဒီစီလို့ခေါ်တဲ့ခြုံပဝါအရှိကိုလည်းပခုံးပေါ်မှာတင်ပြီးဝတ်ဆင်ကြလို့ရှိပါတယ်။ထာရိုကူကီလူမျိုးတွေဟာပွဲလန်းသဘင်တွေမှာရိုးရခြုံဆောင်တွေကိုပခုံးပေါ်မှာလွှမ်းခြုံဝတ်ဆင်လေ့ရှိကြပါတယ်။ ဒါတို့ကူကီလူမျိုးတွေရဲ့ရိုးရာဝတ်စုံနဲ့ခြုံဆောင်တွေကိုစိုက်ပြီးခွက်ပုံမှန်ပွန်းတန်းနန်းဆိုပြီးတော့အကွက်အစင်မျိုးမျိုးအရောင်မျိုးမျိုးနဲ့လှပစွာရက်လုတ်ဝတ်စင် သုံးဆွဲကြပါတယ်။ထားတို့ကူကီမျိုးသားတွေကတော့ရိုးရာပွဲလန်းသဘင်တွေမှာဆိုရင်ဒီကော့လို့ခေါ်တဲ့ခေါင်းပေါင်းပွားကိုခေါင်းပေါင်းထားကြပြီးဇာမနီငှက်မွေးပုံစံရေးဆွဲထားတဲ့ငှက်မွေးတစ်ချောင်းကိုထိုးစိုက်ထားကြပါတယ်။ထာရိုကူကီမျိုးသားတို့ရဲ့ရိုးရာဝတ်စုံနဲ့ပတ်သက်ပြီးကူကီမျိုးသားကိုလက်လန်းကအခုလိုပြောပြထားပါတယ် ျော်တို့ဒီရိုးရရဒီအဲ့ဒီကျတော့ပေါ်တော်လို့ခေါ်တယ်အဲ့ဒီပေါ်တော်ကလက်ကပ်ပေါ်နော်ခါမှာဘူးထားရကျတော့ဒါဖိတ်ချော်လို့ခေါ်တယ်အနားမသိခါရဲ့ပေါ်မို့ဒါရရကိုကောင်းတက်တဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီအဲ့လိုကောင်းတက်ပြီးတော့အဝှစ်ဆင်ရတာဖြစ်တယ်ဒီချိန်မှာတော့ဒူရီယာရိုးရလို့သူတိတ်ပြီးတော့မဝှစ်ဆင်ကြတော့ပါဘူးသူတို့ဟုတ်တာတော့ဟိုအများအပြားရိုးရပွဲတော်ကြီးပေါ့နော်အဲ့ဒီရိုးရပွဲတော်ပွဲလမ်းတစ်ပင်ကြီးမှာပဲဝှစ်ဆင်သားတော့ပြရတယ် တင်ဆက်သွားတာကတော့ကူကီမျိုးနဲ့စုတွေတဲကထာရောကူကီလူမျိုးတွေရဲ့ရိုးရာဝတ်ဆောင်အကြောင်းဖြစ်ပါတယ်။တောတာရှင်များရှင်လန်းချမ်းမြေကြပါစေ။